ချင်းထိုက်ခံနေရတာမြင်မကောင်းတော့ဒီစကလုံးနဲ့ချင်းပဏာခထိုက်ခံပြီးသွားပြီတတိ9ရောင်းနဲ့ပေါင်းလို့ရှိရင်6ရောင်းနောက်တတိရကိုဖြစ်လိမ့်မယ်အယတမ9ရောင်းနဲ့ပေါင်းလို့ရှိရင်6ရောင်းမြောက်အယတမကကိုဖြစ်လိမ့်မယ်တကယ်အမှန်တရားပါတကယ်အမှန်တရားကတတိ9ရောင်းနဲ့ပေါင်းလို့ရှိရင်6ရောင်းနောက်တတိရကိုဖြစ်ချင်မှဖြစ်တာမဖြစ်ဖို့ကများတယ်ဒါပေမဲ့အယတမ9ရောင်းနဲ့ပေါင်းလို့ရှိရင်6ရောင်းမြောက်အယတမကိုဖြစ်ဖို့ကတော်တော်လေးပါစင်နေများတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့အကျင့်ကြောင့် လူတွေဟာကောင်းတဲ့အချက်ဆိုလို့ရှိရင်ကူးဆက်ကတာအရန်ခက်တယ်မလုံးကြောင်ကောင်းတဲ့အချက်ဆိုလို့ရှိရင်မကူးလဲမကူးဆက်ချင်ဘူးကူးဆက်ခံရမှလည်းကြောက်တယ်ကောင်းတဲ့အချက်ဆိုလို့ရှိရင်ကြောက်တာကူးမအောင်ကြောက်တာဒါပေမဲ့မကောင်းတဲ့အချက်ဆိုလို့ရှိရင်တမင်တကာကိုကူးအောင်လုပ်တယ်ကူးဆက်ခံရမှလည်းမကြောက်ဘူးတမင်တကာလည်းကူးအောင်လုပ်တယ်အဲ့ဒါကြောင့်မလို့ရသမာငါးအောင်နဲ့ပေါင်းလို့ရှိရင်ကိုပါရောပြီးတော့ရသမာတန်းဖြစ်တာမပြေမှုတွေနဲ့တကယ်ဖြစ်တယ်ဒါပေမဲ့တကယ်တမ်းလူတော်ငါးအောင်နဲ့ပေါင်းမယ်တထေးငါးအောင်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်အဲ့ အဲ့ဒီသူကလူတော်လည်းမဖြစ်ပါဘူးတတိလည်းမဖြစ်ပါဘူးတကယ်တမ်းလူတော်တယောက်ဖြစ်လာဖို့တတိတယောက်ဖြစ်လာဖို့ဆိုတာကိုကိုတိုင်းကဖြစ်ချင်တဲ့ဆန္ဒရှိမှာကိုကိုတိုင်းကလုပ်ချင်တဲ့ဆန္ဒရှိမှာဖြစ်တာအဲ့ဒါကြောင့်လို့ကိုပါကိုလူတော်ဘယ်နှယောက်နေပဲပေါင်းပေါင်းလူတော်အယောက်တရာလောက်ကြားထဲမှာပဲသွားပြီးတော့ထည့်တာထည့်တာကိုရဲ့ original စိတ်ရင်းခံကဖြစ်ချင်စိတ်မရှိဘူးလုပ်ချင်စိတ်မရှိဘူးပြောရင်စောက်ပြင်းကြရတယ်ဆိုရင်ဘာမှလုပ်မရဘူးဖြစ်လာမှလည်းမဟုတ်ဘူးအဲ့ဒါရှင်းရှင်းလေးပဲအဲ့မှန်တရားကြီးပဲအဲ့တော့သတိငါးအောင်လည်းရှားပြီးတော့ပေါင်းမလို့လေဖြစ်မှလည်းမဟုတ်ဘူးကိုဖြစ်ချင်စိတ်မရှိလို့ရှိရင်ဘာမှဖြစ်မှာမဟုတ်ဘူးဟုတ်ပါ